အသားဓာတ်လို့ခေါ်တဲ့ပရိုတင်းများများစားခြင်းကဂျင်ကစားတဲ့လူတစုရေမာဆယ်တက်ခြင်းတဲ့လူတစုရေအာနိုးတို့လို လူတစုအတွက်ပဲထင်နေပါသလားအဲ့လိုထင်နေတော့မယ်ဆိုလို့ရှိရင်တော့အခုဒီဗီဒီယိုကအသုံးဝင်နိုင်ပါတယ် ်မင်္ဂလာပါကျွန်တော်က fitness nation ကအဖိုးကြီးဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့အသားဓာတ်လို့ခေါ်တဲ့ protein ရဲ့လှုပ်ဆောင်တာတွေကိုဘ ഹു တုတအနေနဲ့ sharing လုပ်ပေးခြင်းပါတယ်အလှအပအတွက်တောက်ကြတဲ့ collagen က protein ကလာတာဆိုတာသိပါသလားဟုတ်ပါတယ် collagen က protein ကလာတဲ့ amino acid တမျိုးဖြစ်ပါတယ်ခင်ဗျကဲနံပါတ်1ခန္ဓာကိုယ်လေးကိုဝင်ရောက်လာနိုင်တဲ့ bacteria လိုမျိုးပိုးတွေကိုတိုက်ထုတ်နိုင်ဖို့ကိုယ်ခံအားစနစ်ဆိုတဲ့ body immune ကို ကောင်းစေတဲ့အရာကလေ protein ကလာတာပါအဲ့ဒါကို defensive protein လို့ခေါ်ပါတယ်နံပါတ်2စားထားတဲ့အစာအစာတွေကို ခြေဖို့ digestive system ကိုကူညီပေးဖို့အတွက် enzyme တွေထုတ်ပေးတဲ့အရာကလေ protein ကလာတာပါအဲ့ဒါ enzymatic protein လို့ခေါ်ပါတယ်။နံပါတ်3သွေးထဲမှာတခြားတဲ့တွေများပြီဆိုလို့ရှိရင် insulin လိုမျိုးဟော်မုန်းထုတ်ပေးတဲ့အရာကလည်း protein ကလာပါတယ်။အဲဒါကို messenger protein လို့ခေါ်ပါတယ်။နံပါတ်4လိုအပ်တဲ့နေရာကို oxygen ကအစစားထားတဲ့ nutrition တွေအကုန်လုံး transport ပို့ပေးတယ်ပြီးလိုအပ်ရင် storage ပါလုပ်ပေးတယ်အဲ့ဒါကလည်း protein ရဲ့လှုပ်ဆောင်တာတွေပဲဖြစ်ပါတယ်နံပါတ်5ကျွန်တော်တို့သိတဲ့အပိုင်းမာဆယ်များများရချင်းအသားဓာတ် protein များများစားပါဆိုတာဒီ structural protein အတွက်ဖြစ်ပါတယ်ခင်ဗျ skeleton muscle ကိုကြီးစေတာကလည်း protein ဖြစ်သလို keratin တို့အသားအရေတွေလှစေတဲ့စပင်တွေလက်သေးတွေအကုန်လုံးလှစေတဲ့ဆိုတဲ့အရာတွေအကုန်လုံးကလည်း protein ကလာတဲ့ collagen အမျိုးအစားပဲဖြစ်ပါတယ်။ဒါကြောင့်မို့မာဆယ်တက်ချင်တဲ့လူတွေအတွက်သာမကကျွန်တော်တို့တွေအားလုံးအတွက်နေ့စဉ်လုံလောက်တဲ့ပရိုတင်းပမာဏကို စားပေးဖို့လိုအပ်ပါတယ်။ကျန်းမာရေးအတွက်ဆိုလို့ရှိရင်တော့ဂရမ်အားဖြင့်80က100ဂရမ်တစ်နေ့ကို စားပေးမယ်ဆိုလို့ရှိရင်တော့လုံလောက်ပါတယ်။မာဆယ်များများတက်ချင်တဲ့လူတွေအတွက်ကမိမိခန္ဓာကိုယ်အလေးချိန်ပေါင်းချိန်ဥပမာကျွန်တော်185ပေါင်းရှိတဲ့ဆိုလို့ရှိရင်စားပေးနိုင်ရင်တက်နိုင်ရင်ပေါ့ နော်တရ85 gram ကိုစားပေးမယ်ဆိုလို့ရှင်တော့မာဆယ်တက်လာနိုင်ပါတယ်ဒါကဘ ഹു တုဒအနေနဲ့မျှဝေပေးခြင်းဖြစ်ပါတယ်စကားမဆက်ဒီဗီဒီယိုအသုံးဝင်တဲ့ကို့မယ်ဆွေအပေါင်းအသင်းတွေကိုလည်းသိစေချင်တယ်ကြည့်စေချင်တယ်ဆိုလို့ရှင်တော့ fitness nation ကိုအားပေးတဲ့အနေနဲ့ like and share ထက်လုပ်ပေးလို့ရပါတယ် subscribe မလုပ်ရသေးတဲ့လူတွေ subscribe လုပ်ပြီးတော့အားပေးပေးလို့ရပါတယ် thank you for watching fitness nation ပါဗျာ